မကွေးတိုင်းစေတုတ်တရာဘက်ကစိတ်ရှောင်နေအတွက်စေဝါနဲ့ရိတ်ခါတွေအေးပေါ်လိုအပ်နေတယ်လို့စေတုတ်တရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ခံကဒနေရှင် voice ကိုပြောပါတယ်စိတ်ရှောင်စခန်းတီးတက်မရှိတော့တောထဲမှာစိတ်ရှောင်နေကြရတာကြောင့်စိတ်ရှောင်30ဝန်းကျင်လောက်ကငှက်ဖျားယောဂါခံစားနေကြရပြီးတက်ကြီးရွယ်ဦးတွေလည်းရာသီဥတုတန်းကြောင့်ဖျားနာနေမကောင်းတာတွေရှိနေတယ်လို့ဆိုပါတယ်စိတ်ရှောင်နေအတွက်စေဝါလိုအပ်ချက်တွေကို ်ဆေးရုပ်တရားမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ခံကအခုလိုပြောပါတယ်ဘူလောလောဆယ်တော့ဒီဘက်ကဖာစီတောင်းဝန်ခံတွေမှာရှိတဲ့စီးလေးတွေနဲ့ပေါ့လေအဲငှဖြားစီးအချူလည်းပဲရှိသေးတယ်ပေါ့လေအဲ့ဒါလေးနဲ့ကုနေတယ်ပေါ့နောက်ထပ်ဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ငှဖြားစီးလည်းအခက်အခဲဖြစ်လာမယ်တခြားစီးလည်းအခက်အခဲဖြစ်လာမယ်အဲဒီဘက်ကဖာရဲ့ရံမုံဝင်လိုအရှိလည်းရှိသလိုဒီတခြားပတ်ဝန်းကျင်ဖြစ်တဲ့ဒီကျွန်တော်တို့ဘူးလို့ရှိနေတဲ့ ့ငဖဲဘက်တွေဒီပွင့်မြူတွေမှာလည်းတိုက်ပွဲဖြစ်နေတော့ဒီဗလန်းကြောင့်နေရာပဲတည်ရတာဆိုတော့ဒီအစစ်အေးဂိတ်ဒီမှာစစ်ဆေးမှုတွေများနေတာရဲ့ရောင်မိုးဝေခက်ခဲဖြစ်တာရောကြောင့်ပါဆေးရုတ်တရာမြို့နယ်မှာရွာလုံးကျွတ်ဆစ်ရှောင်းနေရတာ900ရှိပြီးတော်လိုင်းရေးသမားတွေရှိတဲ့မိသားစုတွေရှောင်းနေရတဲ့ရွာတွေက6ရွာဝန်းကျင်လောက်ရှိတယ်လို့သိရပါတယ်စေရုတ်တရာမြို့နယ်မှာဆစ်ဆောင်စကန်းဆိုပြီးတည်တတ်မရှိတာကြောင့်တော်လိုင်းရင်အင်အားစုတွေရှိတဲ့လုံကြုံတဲ့နယ်မြေတွေကတောထဲတွေမှာတဲထုတ်ပြီးနေကြရတယ်လို့သိရပါဗျ။ စေတုတ္တရာမြို့နယ်ကဆစ်ဆောင်တွေဟာဆေးဝါးအပြင်လမ်းကြောင်းအခက်ခဲကြောင်းအစားအသောက်အတွက်ပါခက်ခဲနေကြရပါဆစ်ဆောင်တွေရဲ့အစားအသောက်တည်ယူဖို့အတွက်လမ်းကြောင်းအခက်ခဲကိုစေတုတ္တရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ခံကအခုလိုဆက်ပြောပါတယ်အော်အစားတောက်ခေကတော့လမ်းကြောင်းလမ်းပန်းဆက်သွယ်ရေးကြောင့်ပါဒီကြီးပါကဒီကျွန်းကြီးပါတမန်မှာရေမျိုးအေဒီယာတွေမှာပါပြီးတော့ရွာရဲ့ပတ်ချာလေဒီအနောက်ဖက်ဂျွန်းနဲ့တောင်ပင်မြောက်ဖက်တွေမှာဆိုရင်ဒီ ဒီပေါ့ရှိနေတယ်ပေါ့ဒီတမန်ရေးဒီအဲဒါလှေးတကူရမယ်အဲသူ့ရဲ့တောင်ပကန်းမှာကျတော့ဒီကြီးဝရဲစခန်းရှိနေတယ်ပေါ့မြောက်မြောက်ဖက်ကဆိုလဲဒီလမ်းပေါ်တွေမှာဒီစုပ်ရပြတွေမှာခွေးတွေရှိနေတယ်အဲဟိုမှာဆိုလဲရဲစခန်းရှိနေတယ်အရှိမှာကျတော့လဲကျွန်တော်တို့ဟိုနဂရောင်ဆိုတဲ့တောင်ကျောကြီးခံထားတယ်ပေါ့လေအဲ့တော့တေယူရခက်ခဲနေတယ်ပေါ့ဒီစကားစားရရှိတဲ့နေမြေတွေကနေပဲခိုးကြောင်ခိုးဝဲတေယူနေရတဲ့အတွက်အဲ့ခါပြေဝမှုလုံလောက်မှုမရှိတာပါ ဆေးရုံတရားမြို့နယ်တွေကပြည်သူ့ကာကွယ်ရေးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ကြီးရွာပကဖားတွေနဲ့ပူးပေါင်းကရိတ်ခါလမ်းကြောင်းရှာပြီးဆစ်ရှောင်းတွေရဲ့အစားအသောက်တွေတက်နိုင်တဲ့လောက်ဖြည့်ရှင်ပေးနေတယ်လို့ဆိုပါတယ်။ဆေးရုံတရားမြို့နယ်ဟာအာဏာမသိခင်ကာလကလေးကလမ်းမဆက်သွေးရေးခက်ခဲတာကြောင့်အခုတော်လန်ရေးကာလမှာတိုက်ပွဲဖြစ်ပွားတာနဲ့အာဏာသိစစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေများလာတော့ဆစ်ရှောင်းတွေအနေနဲ့အာဏာသိစစ်တပ်ထိန်းချုပ်ရာနယ်မြေတွေကနေပစ္စည်းတွေယူရမှာ ပိုပြီးအခက်အခဲဖြစ်နေတာလို့ဆေးရုံတရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ခံက The Nation Voice ကိုပြောပါတယ်။